မြန်မာပြည်သူတွေစုံဆိုင်နေကြတဲ့လူငယ်ဖိုက်တာတန်းစီရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါတော့မယ်။တန်းစင်ကတော့ AB လာမှာသူ့ရဲ့မျက်လုံးထဲမှာ spot လေးတွေတွေ့ရတာဖြစ်တဲ့တော့ပွဲပြတ်သွားခဲ့တာပဲဖြစ်ပါရီ။ဒီနေ့ကတော့တန်းစင်ရဲ့သူ့ရဲ့အကူကခိုင်းကိုသွားပြီးတော့စစ်စစ်စေးမှုတွေပြန်လဲလှုပ်ဆောင်လိုက်တဲ့အခါမှာတော့တရားရခိုင်တို့သူ့ရဲ့ချားမကြီးကကောင်းမွန်သွားခဲ့ပြီလေဖြစ်ပါရီ။ဒါကြောင့်မလို့မချခင်မှာသူ့ရဲ့ထိုးပွဲကြီးကိုကြည့်ရတော့မယ်လို့ သန့်စင်ကပြည်တည်ကို အချက်ပေးလာပါတယ်ဒီလိုချိန်မှာပဲသန့်စင်ဟာသာဂီရူနဲ့ထိုးချင်ကြောင်ပြောလာခဲ့တာလေးဖြစ်ပါတယ်မကြည်ပွဲပေါ့ဗျာသာဂီရူဟာလည်းဝမ်ချန်ပီယံရှစ်မှာရောက်လာကြတဲ့ကနေကြာရှုံမှုတွေနဲ့ပြီးရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်သာဂီရူဝမ်ချန်ပီယံရှစ်ရောက်တာနဲ့စူပါလက်စီမှာရှုံနေသန်းစင်ကိုလည်းကက်ပြီးတော့နိုင်သွားတယ်ဟလားသန်းစင်ရဲ့ကန်ချက်တွေနဲ့ဖင်ထိုင်ကြသွားတာကိုတနိုင်ကလုံးကတွေ့ပြီးသား တန်းစင်သာမာကိုမြစ်လို့ရှိရင်ထာဂီရူကိုအေးဆေးနိုင်တယ်။ရော့ထန်ရဲ့ဘွဲတော်ကလည်းထာဂီရူကစကန်ပိုင်းပဲခံတယ်ဆိုတော့တန်းစင်ကသူ့ကိုအမှောက်ချခဲ့တယ်။ထာဂီရူနဲ့ပြန်လဲထိုးချင်ပုံရတယ်။ထာဂီရူနဲ့ထိုးတော့ကတန်းစင်ဟာသူ့အနေနဲ့ဝမ်ချန်ပီယံရှစ်မှာဒေါ်လာ3000နဲ့အစားချုပ်တဲ့မနေတဲ့အစားချုပ်တွေရရှိခဲ့တာဖြစ်တယ်။ထိုးကြီးကလည်းအမြင့်ကြီးနော်။ဆိုတော့ထာဂီရူဟာဝမ်ချန်ပီယံရှစ်မှာသပွဲထိုးကြီးဒေါ်လာ3000လောက်ရတယ်ဗျာ။ဆိုတော့ အာ target group နဲ့သာထိုးရလို့ရှိရင်တော့တန်းစင်ကတော့အများကြီးတာအခွင့်အရေးတွေအများကြီးရှိရပေါ့နော်ဆိုတော့အခုနဲ့ပြန်ထိုးချင်တာလေးဖြစ်ပါလိမ့်မယ်နော်တန်းစင်ကတော့အခုချိန်မှာအချမကြီးကောင်းမွန်နေပြီဘလောက်ပဲဝေဖန်မှုတွေများများတန်းစင်နဲ့သူ့ရဲ့အကူဟာမြန်မာပြည်သူတွေဒုက္ခရောက်နေကြတဲ့အချိန်မှာမြင်တဲ့အစင်းလေးရှိတယ်ငလင်ဘေးတန်တို့ကလည်းသူကိုယ်တိုင်နော်သူတို့ကိုယ်တိုင်ဝေဆင်ပြီးတော့လှူဒါန်းမှုတွေလုပ်ခဲ့တဲ့သိရအပေါင်းများစွာလှူဒါန်းခဲ့တဲ့လူတွေကောက်ပြီးတယ်နော်ကျတို့ရေဘေးနဲ့ဂျုံသေးရတို့ကလည်းအဲ့ဒီအတိုင်းပါပဲနော်ဘလောက်ပဲဝေဖန်မှုတွေမြင့်တက်ပါစေစိတ်ထားကောင်းကြတဲ့ညီကိုနှစ်ယောက် thế mà có ông nhìn chóp là xì nó